သွေးလင်းထက်ကတော့ထိုင်းပြည်သူရဲ့ရှေ့မှာထိုင်းဖိုက်တာကိုအနိုင်ယူပြပြီးတော့ထိုင်းတွေရဲ့အသေးကိုခွဲလိုက်ပြီးလေဖြစ်ပါရယ်။နေ့တည်းမှာမြန်မာကူစားပြူဖိုက်တာတွေတက်မှာရှုံးပွေးမရှိသေးတဲ့ဖိုက်တာကြီးဖြစ်သွားပါပြီ။သွေးလင်းထက်ဟာဝမ်ချမ်ပီယံရှစ်မှာခုဆိုရင်တော့ဖြစ်နှပွဲဆက်တိုင်အနိုင်ရယူခဲ့ပြီးလေဖြစ်ပါရယ်။သွေးလင်းထက်ရဲ့နောက်ပြန်တတော်ရိုက်ချက်ကြောင့်ပြိုင်မဲ့ဖိုက်တာဖြစ်တဲ့ရော့ကီကအမှတ်စဉ်ရေးတွဲခံခဲ့ရတာလေဖြစ်ပါရယ်။ဒါကြောင့်မလို့ထိုင်းနိုင်ငံမှာတော့ ဒွေလင်းထက်ရဲ့နောက်ပြန်တတောင်းရဲ့ချက်ကိုအရန်ရန်ကိုကြိုက်နေကြပြီလေဖြစ်ပါ रे ဒွေလင်းထက်ဟာညကမာယုံမရှိကောင်းမွန်မွန်စောပြသွားခဲ့တာကိုတွေ့ရပါ रे စပင်နီဘက်ဖစ်နဲ့နောက်တောင်းတစ်ခါယူပြလိုက်ပြီးရော်ခီကိုဖိနှိပ်ကြစေခဲ့တာလေဖြစ်ပါ रे နောက်ဆုံးမှာတော့ဒွေလင်းထက်ကတိုင်းအားလုံးရဲ့အဆုံးဖြတ်တဲ့အနိုင်ရရှိခဲ့တာလေဖြစ်ပါ रे ဒါမဲ့ဒီပွဲမှာပြည်သက်တူရောတတိထားမိချလာတော့မသိဘူးဒွေလင်းထက်ကအရင်ပွဲကတည်းကလုံးဝလုံးဝမတူတာပါ ောင်းလက်သီးထိုးချက်တွေမတိကြတာရိကြံ့ခိုင်မှုနဲ့တက်လုံအပြေအဝမရှိတဲ့လက္ခဏာတွေတွေ့နေရတာရိဒီတစ်ခါကျတော့ပွဲပေါ်အာယုံဆိုင်မှုတိတ်ပြီးတော့မရှိတာတွေကိုကျွန်တော်ညနေတွေ့ရပါရိဆိုတော့နောက်လာမယ့်ပွဲတွေမှာဒွေလင်းထက်အနေနဲ့ဒီချက်မကပြင်ဆင်သင့်ပါရိနော်အခုပွဲကပြိုင်မဲ့ Fighter Rocky ကတိတ်ကျက်ခဲ့တဲ့ fighter မဟုတ်ဘူးတွေးလိထက်အနေနဲ့ပြောရမယ်ဆိုရင်ပွဲချောင်နေလို့ကျွန်တော်နေနေပြောလို့ရတယ်เนาะနောက်ပွဲတွေကဒီချက်မကချမ်းလာမှာဖြစ်တဲ့အတွက် လစ်ထက်နေနဲ့ဒီထက်မကများစွာပြင်ဆင်ပြီးတော့ကောင်းဆုံးကြိုးစားသင့်တယ်လို့မြင်ပါတယ်။ဘယ်လိုဖြစ်ဖြစ်ပါများကကောင်းမွန်စွာနဲ့ကစားပြခဲ့တဲ့မြန်မာပြည်သူတွေကိုဂုဏ်ယူအောင်လုပ်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်တွေးလင်းထဲရေး